chapter 198မှာတော့ဘောလုံးကို Rio Mikage ကလက်ခံရရှိထားပါတယ် Rio သားဖို့အတွက် Green ကရရှိလာခဲ့ပြီး Rio ကလည်းလူပေးဖို့9မီတာလောက်လုံနေသေးပါတယ်9မီတာ3မီတာ10မီတာနောက်ဆုံးတတ်မှတ်ထားတဲ့အကွာအဝေးကိုရပ်တဲ့အခါမှာ Rio ကလူပေးဖို့ပြင်လိုက်တဲ့အခါမှာတော့ဘယ်ကမှမသိတဲ့နေရာကနေ Izagi ရဲ့ရောက်လာပါတယ်အဲ့ဒီနောက် Rio ပေးမဲ့ဘောလုံးကိုဖြတ်ထုတ်လိုက်ပြီးအဓိကဆက်ဆောင်ခန်းစားချက်အရနောက်ဆုံးမှ Nagi ဝဲပေးမဲ့ဆိုတာ Izagi ကကြိုတိခဲ့တာကြောင့်ဖြတ်ထုတ်နိုင်လိုက်တာဖြစ်ပါတယ်ဖြတ်ထုတ်လိုက်တဲ့ဘောလုံးက Chris Prince ကိုရရှိသွားပြီးဆရာသမား သူ့ကိုသူကန်ကောင်းလာပါလားလို့တင်းနေတော့မှာပဲစိုက်ပြပချစ်ကတောက်ဖို့ရရှိလာခဲ့ပါတယ်အချိန်ပြည့်ပြီခရစ်ငါတို့ဒီနေရာနေဆက်သွားရမယ်ငါဆက်ပြီးတော့အချိန်မို့ဆင်းလို့မရတော့ဘူးလားဒီကုမ္ပဏီမှာတော့မရအောင်ဆက်ပြီးတော့စိုက်ပြပချစ်ကဖြတ်ထုတ်လိုက်ပါတယ်ဘာချစ်ဖြတ်ထုတ်လိုက်တဲ့ဘောလုံးကလည်းစန်နီမမလေးစီကိုတပန်ပြန်လဲရရှိသွားခဲ့ပါတယ်ဂိုးနဲ့နေနေတာမလို့ရှင်းနေနေသွားပြီးကန်သိမ်းမဲ့ကြံတော့စန်နီမမလေးရဲ့အကွက်မှာနှစ်ခါလောက်ခံထားရတဲ့မမမသားနောက်ထပ်တစ်ချိန်မခံရတော့ဘူးဆိုပြီးလာတားပါတယ်တချို့လူတွေကြတော့လေအမှတ်မရှိပါဘူးမမလေးကလည်းလွတ်လွတ်လပ်လပ်လှုပ်ရှားလို့မရတော့တဲ့အတွက်ကြောင့် အဂီယိုပဲလူပေးလိုက်ရပါတယ်။အရက်ရှိတဲ့သူဖြစ်တာကြောင့်ဘောလုံးကိုလေးပေါ်မှာတင်ထိန်လိုက်ပြီးအနိုင်ပိုင်းကိုဆွဲပြေးသွားပါတယ်။ကံမကောင်းစားနဲ့အဲ့မှာပဲခိုက်စားရှိနေခဲ့ပါတယ်။ဘောလုံးကလည်းညီလေးမင်းဆယ်နှစ်လောက်ငယ်သေးတယ်ဆိုပြီးဖြတ်တော့လိုက်ပါတယ်။ဒီတစ်ခါလဲထင်းတဲ့အတိုင်းမှာပဲဘောလုံးကမန်ချက်စတီးကအစင်လေးတွေစီကိုပဲသွားကျင်နေပြီးအခုလဲရီယိုစီကိုပဲထပ်ပြီးတော့ရရှိသွားခဲ့ပါတယ်။ကန်တရားကရီယိုဘက်မှာရှိနေခဲ့ပြီးရီယိုရဲ့ကန်ချက်ကိုဂဂါမာရုကလည်းမယမကကာသောင်းမှာပါ။ငါ့ရဲ့စူပါတုံးမြတ်မှုငါ လမလင်းနေကာလိုက်နိုင်ကောင်းနေရီယိုအမတ်တရားပေးရကန်တာမဟုတ်ဘူးလူပေးတာအကွာဂိုးသမားငပိန်းရဲ့တော်ရင်သားလေးရရီယိုလဲစားတာခံလိုက်ရပြီကိုပေးရဖို့အတွက်တေချာတလောက်ဖြစ်နေခဲ့ပါတယ်အဲ့ဒီပေးဖို့မှုကိုတုံညာအမတ်ပဲပေးမယ်ငါမပြောဘူးလားအဲ့လိုချက်လို့လို့မရတော့ပါဘူးဆိုပြီးတော့အဲ့လိုပြောရင်းနဲ့ဘောလုံးကိုဖြတ်ထုတ်လိုက်ပြီးလဲပါတယ်ဆိုတဲ့နာဂီတော့နှစ်ယောက်သားကလည်းတို့ထက်ပိုလဲတဲ့အီသာဂီအောက်မှာကြာရှုံးခဲ့ရပါတယ်ရီယိုနဲ့ဘောလုံးပေးမလို့နဲ့ကန်သွင်းမှု နာဂီရဲ့မျက်ကွက်ရဘလုံးထိန်နီအားလုံးကြုံမြင်ခဲ့တာပါအဓိကဇက်ကောင်ခန်းစားချက်ကကိုယ့်ရဲ့ဇလံကိုပုံပုံယုံကြည်စေပြီးယုံကြည်တဲ့အတိုင်းဇက်လက်လှုပ်ရှားနိုင်စေတာဆိုရင်ရည်ရချက်တူညီတဲ့အဓိကဇက်ဆောင်နှစ်ယောက်ကပူပေါင်းလှုပ်ဆောင်တဲ့အခါမှာဓာတုဗေဒတုံ့ပြန်မှုကိုဖြစ်ပေါ်စေပါတယ်ဒါကတော့ဓာတုဗေဒတုံ့ပြန်မှုအတွက်စိတ်ပိုင်းဆိုင်ရာဖော်မြူလာဖြစ်ပြီးယုတ်တိကျကျရှင်းပြလို့မရပေမဲ့သူတို့ရဲ့အဓိကဇက်ဆောင်ခန်းစားချက်တွေကိုနားလည်ပြီးလှုပ်ဆောင်နိုင်မယ်ဆိုရင်အဲ့ဒီလိုမျိုးစူပါဂိုမျိုးတွေတော့ခြေမုံးနိုင်မှာပဲဖြစ်ပါတယ်နောက်ဆုံးအချိန်ထိငါအဓိကဇက်ဆောင်မယ် တကယ်လည်းအဓိကဆက်ဆောင်မယ်။ချက်တာ199မှာတော့အီစာကီရဲ့လက်မလေးတင်ကာကွယ်မှုအခိုက်အတန့်တွေကိုမြင်တွေ့နေရပါတယ်။အခုငါအဓိကဆက်ဆောင်ခန်းစားချက်ဆိုတဲ့ဗီဇာကိုရဖို့လိုအပ်နေတာ။ဂိုးသွင်းဖို့ဆိုတာအတိတအရွယ်။တခြားသူတွေရဲ့အဓိကဆက်ဆောင်ခန်းစားချက်ကိုဝမ်းမြူရတာခန်းစည်းအတွက်အတော်လေးအလုပ်ဖြစ်ပြီးတော့တိုက်စစ်မှာတုံးမှုအတွက်ဆိုရင်ခိုင်ဇာနဲ့ယူကီမီယာတို့ကအီစာကီရဲ့လမ်းမှာရှိနေလို့မရပါဘူး။ဂိုးစီကိုရဖို့အတွက်အတူဆုံးလမ်းကြောင်းကိုရှာနေခဲ့ပြီးလမ်းကြောင်းတစ်လျှောက်မှာအတားစီးတွေကအများကြီးပဲမလို့တနည်းနည်းနဲ့တော့သူ့ကိုဖမ်းမိသွားမှာပါ။ လမ်းကြောင်းရှာဖွေလေးပျောက်ဆုံးလေးဖြစ်နေပြီးတော့ငမမသားကိုလူမပေးလိုက်ရင်စန်နီမမလေးတားတာခံလိုက်ရနိုင်ပါတယ်ငါတွေးတော့များနေတာပါကိုရိုနာနဲ့ရှေ့ဆက်တက်ပြီးတော့ဖောက်သွားလို့ရတယ်ဟာနေယုံခရစ်ကလည်းရှိတယ်ခွနီဂါမီကလည်းခွတ်တော့လို့ထက်လို့အောင်ပါဒါကြောင့်မလို့ဂူရဖို့ဆိုရင်ဟာအသာစီးကြီးကများလိုက်တာအကယ်၍ငါလာနည်းနည်းပုံမြန်ခဲ့ရင်လူပေးနိုင်ခဲ့ရင်ကံကြပြင်းပြင်းရှိခဲ့ရင်ဆိုပြီးတော့အီစာကြီးကအတွေးပင်လဲဝင်နေခဲ့ပါတယ်အရာအလုံးတခြားသူတွေထက်ပိုပြီးတော့မြင်နေရတယ်ဆိုပေမဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာတော့အားနည်းနေပါသေးတယ်မက်တာဗီရှင်အဓိကသက်ဆောင်ခန်းစားချက်အဲ့ဒီအရာတွေကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းနားလည်လာရဆိုပေမဲ့ကိုကိုယ်တိုင်ဂုတင်မှုဆိုရင်အဲ့ဒီလောက်နဲ့မလုံတော့သေးပါဘူးအားနည်းနေသေးတဲ့အတွက်ကြောင့်အဲ့ဒီစွမ်းရည်တွေကိုထပ်ပြီးတော့အဆင့်တင်ဖို့အလွန်လိုအပ်နေပြီးအခုချိန်မှာအီစာကြီးကသူ့ရဲ့လိုအပ်နေတဲ့အရာတွေကိုတအားကိုလေ့ကျင့်နေခြင်းခဲ့ပါတယ်အဲ့ဒီချိန်မှာအီစာကြီးကိုတားဖို့ရီယိုကရောက်ရှိလာပြီးကျော်နိုင်ရင်ကျော်စမ်းဆိုတဲ့ပုံစံမျိုးနဲ့စောင့်နေပါတယ်အတားအဆီးတွေများမှုကြောင့်အဓိကဆက်ဆောင်ခန်းစားချက်ကလည်းတပြေးပြေးပြောက်ွယ်လာပါတယ်မျော်လင့်ချက်တွေပြောက်ဆုံးနေတော့ သွားကြဆိုအီဇာကီယိုရှိငါမင်းတို့ကိုလိုက်မယ်ငါပြောခဲ့တယ်လို့ပဲကွေးနေရယုတ်တိအရှိဆုံးလူရဲ့နောက်ကိုလိုက်မယ်ဆိုပြီးတော့အားလုံးကတော့ကျန်တော်တော်ဖြစ်နေကြပြီမဲ့ဘာချေကအီဇာကီကိုကိုဝိုးရောက်လာတဲ့အခါမှာမျောလင်းချက်အပိုင်းစားတွေကလည်းတဖြည်းဖြည်းပြန်ပေါ်လာခဲ့ပါတယ်မင်းရဲ့အတွေ့အကြုံဒီထက်ပိုပြီးတော့ချဲ့ထွင်လိုက်ကွေးနေမှာငါနဲ့ဆိုရင်မင်းအတွက်ရွေးချယ်စရာပိုများတယ်မင်းပါတွေကိုမြင်နိုင်လေကိုဘစီကိုရောက်မဲ့လမ်းကြောင်းကဘာချေရဲ့ကျေးဇူးကြောင့်ပြန်ပြီးတော့ပေါ်လာခဲ့ပါတယ်ကျေးဇူးဝင်တို့ကကိုစီကိုသွားဖို့လမ်းကြောင်းနေအများကြီးကိုကျွန်တော်မြင်ရတယ်အီဇာကီဘာချေတွဲလုံးက ။ရီယိုခဏလေးအတွင်းကြော်ဖြတ်သွားပြီ။အီဇာကီရဲ့အမြင်နဲ့ကလက်တွေ့ကျကျရောဖြစ်နိုင်ရဲ့လားဆိုပြီးတော့ဘာချစ်ကမေးလိုက်ပါတယ်။အီဇာကီကလုံနိုင်တယ်လို့ပြောတဲ့အခါမှာမတိကြနိုင်ဘူးဆိုတဲ့တန်တရာရောရှိသေးလားလို့ထပ်မေးပါတယ်။အဲ့လိုစိတ်တွေမရှိတော့ပဲလမ်းကြောင်းတွေကများလုံးလို့ဘယ်တစ်ခုကအကောင်းဆုံးလဲဆိုတာတော့ရွေးချယ်ရခက်နေပါတယ်။အတော်တွေကိုလစ်လူရှူထားလိုက်မင်းတော့တအားလောဘကြီးနေတယ်ဒါစိတ်ပိုင်းဆိုင်ရာရွေးချယ်မှုပဲယုတ်တိရှိတဲ့အရာကိုစစ်စစ်မြေမြေမှတ်ထားမင်းကနှစ်ဖြာမဟုတ်ဘူးအခုချိန်မှရောင်းနိုင်တော့တစ်ခုပဲရှိမယ်ဆိုရင်မင်းရဲ့စံတော့ဘာဖြစ်မလဲ ။အီဇာဂီဖြစ်ချင်တဲ့အရာကတော့ခိုင်ဇာကိုအနိုင်ယူချင်တာဖြစ်ပြီးအဲ့ဒီအရာကိုအောင်မြင်ဖို့အတွက်နှစ်ယောက်သားကဂိုစီကိုအရောက်လမ်းနေရပါပြီ။ချက်တာနေရာမှာတော့ဘာချစ်ပေးခဲ့တဲ့အဓိကဆက်ဆောင်ခန်းစားချက်နဲ့ခိုင်ဇာကိုအနိုင်ယူဖို့ကြိုးစားနေပါပြီ။အီဇာဂီရဲ့ဘေးမှာကမ္ဘာအကောင်ဆုံးတက်ရှိမှုအပြင်ငမမသားပါဘေးမှာရှိနေတဲ့အတွက်ကြောင့်သူတို့၃ယောက်နဲ့ဆိုရင်ဒီပွဲကိုအနိုင်ယူနိုင်မှာဖြစ်ပါတယ်အဲ့ဒီတွဲလုံးကြောင့်တပတ်အသင်းကစားသမားတွေကလည်းအသေးအတန်ဖြုတ်ကုန်ကြပြီးတားဖို့ကြိုးစားပေမယ့်အသားအရကြော်ဖြတ်တာကိုပဲခံနေရပါတယ်ငမမသားစီကရလာတဲ့ဘောလုံးဘာချစ်ကိုပေးလိုက်ပြီး ဘတ်ချက်စီဘောလုံးရှိနေတော့ခရစ်စပရင်နဲ့အာဂီရောတားဖို့ရရှိလာခဲ့ပါတယ်။ဒါပေမဲ့လည်းကမ္ဘာနံပါတ်1တိုက်စစ်မှုဆိုတဲ့ဂုံဘုတ်ကိုလက်ကားရရှိထားတာမဟုတ်တဲ့အတွက်ကြောင့်လွယ်လွယ်နဲ့တော့မရပါဘူး။ဘတ်ချက်စီအာယုံဆိုင်နေတော့ခွေကောင်းယူပြီးအီဇာကီးယားခရစ်ရဲ့ဘီနာကနေဖျက်ပြေးသွားပါတယ်။အဲ့ဒီလှုပ်ရှားမှုကိုမြင်တဲ့ဘတ်ချက်ကလည်းဘောလုံးလမ်းပြီးတော့ပြေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျာမိုက်ဂီးနှစ်ကောင်ကတားဖို့ရောက်လာကြတယ်ဆိုပေမဲ့အဓိကဆက်ဆောင်ခန်းစားချက်ကအထုတ်ထိတ်ကိုရောက်နေကြတာမလို့မြင်မြန်ဆက်ဆံမဲ့ဘီမရှိတဲ့ငမန်းမသားကိုဘလုံးပြေးလိုက်ပါတယ်ဘီယမ်မရာအချိန်တွေတစ်ခုလုံးကြော်ဖြတ်ပြီးအီဇာကီးရဲ့စိတ်ကလည်းပိုပြီးတော့ အားလုံးအယုံဆိုင်နေပါတယ်ဒါကတော့အဓိကဆက်ဆောင်ခန်းစားချက်ရဲ့မှော်ပညာဖြစ်ပြီးအဲ့ဒီခန်းစားချက်က flow တဲ့ဝင်မှုအတွက်အဓိကတော့ချက်လည်းဖြစ်ပါတယ် flow ချင်း flow ပေါင်းဆက်သွားတဲ့အခါမှာဓာတုဗေဒတုံ့ပြန်မှုကိုဖြစ်ပေါ်သေးပါတယ်အခုဆိုရင်အီစာကြီးကအားလုံးအပြည့်အဝနားလည်သွားခဲ့ပြီးအခုလိုတွဲလို့မျိုးမရက်တန်တော့အောင်လုပ်နေပါတယ်လာခေစံအဓိကဆက်ဆောင်နေမင်းတို့အကုန်လုံးဝါမျိုးပြင်မယ်ဆိုပြီးအီစာကြီးကသွေးနေတဖက်ယူကီမီယာစီမှာတော့ဘာချစ်ကအစကုညီပေးနေတာကိုဂျေးဝင်နေပြီးအီစာကြီးကသူလိုချင်နေတဲ့အရာတွေကိုဘာလို့အမြဲတမ်းရနေရလဲဆိုပြီးသွေးနေမိရတယ် ီဇာကီပြောခဲ့တဲ့ကံလန်းချက်ကတဘာဝကြားတဲ့ရွေးချယ်မှုဆိုတာယူကီမီယာတည်နေခဲ့တယ်ဆိုပေမဲ့အဲ့လိုဆိုရင်တော့သူ့ရဲ့အိမ်မက်တီကိုအလျှော့ပေးမှမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုဆိုတဲ့ဘဝကလဲပြီးဘယ်ဘဝမှာရှင်တန်းမလဲဆိုတာမသိတဲ့အတွက်ကြောင့်ဘလူးလော့မှာဆက်ရှိနေရတာဖြစ်ပြီးအခုလိုရင်းရံနေမယ်ဆိုရင်သူ့ရဲ့ဘဝကြီးကအဆုံးသက်သွားရတော့မှာပဲဖြစ်ပါတယ်။အဲ့ဒီအသေးပင်မရှိတဲ့အိမ်မက်တီကိုမတ်နေမယ်ဆိုရင်နေပြုတ်သွားလိမ့်မယ်။မဟုတ်ဘူး။ငါ့ရဲ့အိမ်မက်တီကိုနင်းချေသွားရဲကောင်။မင်းရဲ့မှတည်တင်းတဲ့သူပဲအီဇာကီ။ ူကီမီယာအီဆာဂီကိုနိုင်ယူဖို့ကြိုးစားနေတယ်လို့တစ်ဖက်မှာလည်းအီဆာဂီကတသက်လုံးအစားထိုးခံရတာမဟုတ်တဲ့ဘာချီရဲ့အစားထိုးချိန်မကုန်ခင်အထိကစားခွင့်ရမှဖြစ်ပြီးတော့နောက်တစ်ချိန်ဆိုတာရှိမှမဟုတ်တော့ပါဘူးကိုင်းထဲမှာသူရဲကောင်ဖြစ်နေတဲ့အီဆာဂီကိုဝါမြုပ်ပြီးဂိုးသွင်းနိုင်မယ်ဆိုရင်ယူကီမီယာသူရဲကောင်ဖြစ်မှာပဲဖြစ်ပါတယ်နှစ်ယောက်လုံးရဲ့နောက်ဆုံးအခွင့်အရေးလည်းဖြစ်တဲ့အတွက်နှစ်ယောက်သားအသေးအတန်ကြိုးစားနေကြပြီးယူကီမီယာအတွက်ကတော့အီဇာဂီယိုတာအခုအနိုင်မြင်နိုင်ဆိုရင်ကမ္ဘာအကောင်ဆုံးဆိုတာအိမ်မက်အနေနဲ့ပဲကြံရင်နေတော့မှာပါကဲ ဒါတွေကိုစိတ်ထဲစွစွမြဲမြဲမှတ်ပြီးတော့အဆုံးတက်လိုက်တော့အတ္တတမအီဇာကီဆိုပြီးတော့ချက်ပတာနေရဒီမှာပဲအဆုံးသက်သွားခဲ့ပါဗျ။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဗီဒီယိုသဘောကျနေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးကြဖို့တောင်းဆိုချင်ပါတယ်။အားပေးကြတဲ့သူတဦးတယောက်ချီးကျူးတိုင်းကိုကျေးဇူးအထူးပဲတည်ရှိပါတယ်။နောက်အပိုင်းနေမှာပြန်တွေ့ကြတာပေါ့။